ကျွန်တော်တို့ရောက်သွားကျမအဲ့လောက်တော့မဆိုးတော့ဘူးဖြစ်ဖြစ်ချင်းကတော့ဆိုးကောင်းဆိုးလိုက်နေမယ်အဲတချို့ကြောင့်လည်းဖြစ်တော့အခြေအနေပေါ့နော်ဖြစ်တော့အခြေအနေကိုတင်လိုက်တယ်ပေါ့နော်တကယ်ခက်ခဲနေတယ်ပါဒါပေမဲ့3 4 5ရက်ကြာပြီးတော့အခြေအနေကပြောင်းသွားတယ်အဲကေဇဲကြီးလှုပ်ပြီးသွားပြီးအာခုနပြောတဲ့ဟိုဟိုရှာဖွေကြီးတွေလှုပ်ပြီးသွားပြီပေါ့နော်ဒါပေမဲ့အဲ့အခြေအနေမလုံးဝသေးပါဘူးပေါ့နော်တကယ်အောက်မှာပြိနေပါသေးတယ်လာကယ်ကြပါအောင်ဆိုတဲ့ post တွေလည်းအများကြီးတက်တယ်ပေါ့ ပြင်လို့ရ Facebook ပါဒီဘက်ဒီဘက်ကိမှာပေါ့နော်ဒီဒီငလင်ဘေးဆိုတာကကျွန်တော်လည်းအခုမှဒီလိုမျိုးကြီးကြီးမားကြုံမှုတာကျွန်တော်တို့တနိုင်ငံလုံးလည်းအခုမှကြုံမှုတာထင်ပါတယ်ရှေ့ရကြီးကြီးမားကြုံမှုခဲ့တဲ့ငလင်ကိုအဲအဲ့ဒီလူတွေကလည်းရှိတော့မှမထင်ပါဘူးပေါ့နော်အခုဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူတမိုင်းကျွန်တော်တို့အခုလက်ရှိလူရှိတဲ့တက်ရှိတွေရဲ့တမိုင်းမှာတော့ဒါပထမဆုံးကြီးကြီးမားကြုံရတဲ့ငလင်ပေါ့နော်ဆိုတော့အဲအခု Facebook မှာကတော်တော်များကသတင်းတွေကမျိုးစုံပြနေပါတော့ ချို့နေရာတွေဒေသတွေဆိုရင်ရေတောင်တောက်ချင်အောင်မရှိတော့ဘူးပေါ့နော်ရေတောက်ရင်ရပါပြီဆိုအဲ့လောက်တောင်စိုးနေပြီလားပေါ့ဆိုတော့တကယ်လဲစိတ်ထဲမှာစိတ်တော်တော်လေးပေါ့နော်ဟိုဟာအဲတော်တော်လေးလဲဟိုဟာဖြစ်ပါတယ်ဟိုစိတ်စိတ်မကောင်းအောင်လဲဖြစ်ပြီးတော့အဲ့လောက်တောင်တကယ်စိုးနေတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အဲရောင်းတော့လုတ်ပေးမယ်ပေါ့လုတ်မယ်ဆိုပြီးတော့အဲ့လိုမျိုးဟိုနားတက်ဒီနားတက်ဆိုတော့အဲ့ဒါတွေကိုတကယ်ဟုတ်လားမဟုတ်လားဆိုပြီးတော့သွားကြည့်တယ်သွားလဲကြည့်ကျင်တယ်အဓိက နောက်ကပေါ့နော်လိုက်လှူမဲ့သူတွေကိုတရင်ချက်လက်ပေးချင်တာပေါ့အာဒါကရေပေးနဲ့မတူဘူးငလင်ပေးဖြစ်တဲ့အတွက်အဲသူတို့တွေကျွန်တော်ရှိတဲ့တရင်ချက်လက်ရဝိုင်းသူတို့တွေမမှန်ကန်ကန်လေးလိုအပ်တာတွေကိုလှူနိုင်ပါစေဆိုတဲ့စိတ်နဲ့ပေါ့နော်အလှူတယ်ဆိုတာတက်ကျွန်တော်ကတရင်ချက်လက်ကိုသွားယူတာပါအဲသွားယူနေမှာကျွန်တော်အဲနောက်ကမိတ်ဆွေလေးကျွန်တော်ကိုတကယ်ခင်တဲ့အဲကျွန်တော်ကျွန်တော်နဲ့အတိတွေကဒါလေးလှူလှူကြုံလှူလိုက်ပြရစီဆိုတဲ့ဟာလေးပဲကျွန်တော်ကယူပြီးတော့အဲလှူခဲ့ပေးတာပါ အဓိကကျွန်တော်အလူကံအလူလက်မခံပါဘူးလူကံပို့စလဲမတင်ဘူးအဲလူလာတဲ့ဆိုင်တကယ်သတင်းအချက်လက်ပေါ့နော်တရားဒေတာမှာတကယ်ဘာတွေဖြစ်နေလဲဘာတွေလိုအပ်နေလဲဆိုတာကိုနောက်ကလူတွေသိအောင်ကျွန်တော်သွားတဲ့သွားပေးခဲ့တာပါအေဂျင့်မောင်ကအေဂျင့်မောင်နဲ့တော့မတူးပေါ့အေဂျင့်မောင်ကတော့သူကငကိုတဲ့တခုဆိုရင်ဒီကလေးကရှေ့တခုဆိုသူသူသူလူကျင်တန်းကျင်နေပေါ့နော်သူကိုယ်တိုင်ကလည်းမလင်းဖြစ်တဲ့အချိန်မှာမန္တလေးမှာရောက်နေတဲ့အချိန်သူကိုယ်တိုင်လည်းမျက်မြင်တွေ့ခဲ့ရဆိုတော့အခုကျွန်တော်တခုတော့ပြန်ပြီးတော့အဲသူလူကျင်နေလောက်ပြန်အေးချပေါ့နော် ူကတော့သူသူ့ရဲ့ဆရာတော်တွေနဲ့သူချိတ်ဆက်ပြီးတော့သူလှူတယ်ပေါ့အဲကျွန်တော်ကြတော့ခုနပြောသလိုမျိုးအဲဒီလှူရလူရံများနေတဲ့အချိန်မှာတကယ်သတင်းအချက်လက်ကအရန်အားနေနေတဲ့အချိန်ဆိုအားနေတဲ့သတင်းအချက်လက်ကိုငါးသွားမယ်ခွဲသွားတဲ့သဘောမျိုးပေါ့နော်သူကြတော့လဲအဲမင်းသားလဲမင်းသားလေဟိုအဲနာမည်လဲနာမည်ကြီးဆိုတော့ကျွန်တော်လိုမျိုးနေရစုံကြတော့ရှောက်သွားဖို့မသိဘူးသူနဲ့ကြတော့လဲရှောက်သွားရင်လဲပို့ပြီးတော့အဲရှုပ်ရှုပ်ကုန်ပါတော့ဆိုတော့အဲကျွန်တော်ကြတော့လူတွေ တော်တော့ဘူးမှမသိတော့အခါကျတော့သွားတာအဆင်ပြေတယ်ဆိုတော့အဲသူ့ကိုအဲသူလှူတင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့အဲလှူပေါ့ကိုကတော့ကိုဒီဘက်ကတက်ခွဲပြီးတော့နှစ်ယောက်တစ်ခုတည်းပေါင်းတယ်မဟုတ်ဘူးနှစ်ယောက်ခွဲရတာပို့ပြီးတော့နှစ်ခုအကျိုးရှိမှဆိုပြီးတော့ကျွန်တော်တို့ခွဲသွားဖြစ်ပါတယ်တချို့ကျတော့ရဝေးရောက်နေတဲ့သူတွေရှိတယ်သူတို့တွေကအဲသူတို့ဇာတိမျိုးလေးကတခုခုဆိုသူတို့အရန်စိုးရင်လည်းသူတို့ဒါဆိုတော့သူတို့အဲ့တော့အတင်းပေါ့နော်ကူပေါင်းမျိုးလေးဆိုပြီးတော့သူတို့စေတနာဇောနဲ့သူတို့ပြောပြတာရှိတယ်ဒါပေမဲ့ တကယ်လည်းဖြစ်ခဲ့တယ်ဗောနော်ဖြစ်ခဲ့ရင်မဲ့ကျွန်တော်တို့ရောက်သွားဒီမှာအလောက်တော့မစိုးတော့ဘူးဖြစ်ဖြစ်ချင်းကတော့စိုးကောင်းစိုးလိုက်နေမယ်အဲတချို့ကြောင့်လည်းဖြစ်တော့အခြေအနေဗောနော်ဖြစ်တော့အခြေအနေကိုတင်လိုက်တယ်ဗောနော်တကယ်ခက်ခဲနေတယ်ပါဒါပေမဲ့3လ5ရက်ကြာပြီးတော့အခြေအနေကပြောင်းသွားတယ်အဲကေစဲကြီးတွေလှုပ်ပြီးသွားပြီအာခုနပြောတဲ့ဟိုဟိုရှာဖွေကြီးတွေလှုပ်ပြီးသွားပြီဗောနော်ဒါပေမဲ့အဲ့အခြေအနေမလုပ်ရသေးပါဘူးဗောနော်တကယ်အောက်မှာပြိနေပါသေးတယ်လာကယ်ကြပါအောင်ဆိုတဲ့ post တွေလည်းအများကြီးတက်တယ်ဗော အဲ့မှာအခြေအနေကခုနကျွန်တော်ပြောသလိုမျိုးပေါ့နော်ဒီကိုနိုင်ငံရေးချရောက်နေတဲ့လူတွေဒီအခြေအနေကိုမသိဘဲနဲ့သူ့ရဲ့ data တွေတော့သူပြောပြီးတာစိတ်ပူပြီးပြောပြီးရဲ့ wine share တဲ့လူတွေလည်းရှိသလိုနောက်တစ်ခုကကျွန်တော်တို့ရှိမှာကအာဘာပြော attention share တာပေါ့နော် attention share ဆိုတော့ဒီ post တစ်ခုက wine share တာများရင်ဒီ share တဲ့ page က reach ရောက်တယ် engage တက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုသူကဒါတော်တော်လေးကိုအောက်တန်းကြရတဲ့လုပ်ရပေါ့နော်ဒါကသူ share တယ်ဒါကိုအဲ့လိုသတင်းမှားရင်လူစိတ်ဝင်စားမဲ့ဟာတွေတင်တင်ပြီးတော့ share တယ်ဒါကအကြောင်းရင်းနောက်တစ်ခုပေါ့နော်နောက်တစ်ခုကျတော့တကယ်ပဲ data ကန်နေမှာက သူတို့ဘဝမှာမကြုံဘူးတဲ့ဒီပြဿနာကြီးတစ်ခုပေါ့နော်ဒီဒီဘေးအန္တရာယ်တစ်ခုကိုကြုံလာတဲ့အခါမှာသူတို့ကတခြားနေရာတွေမရောက်ဘူးသူတို့နေရာဒီအဆိုးဆုံးလို့သူတို့ထင်သွားရလဲရှိတယ်အဲသူတို့နေရာသာတော်တော်ကြီးကဘာပြတ်တလောက်ကြီးဆိုးနေတယ်ပေါ့ဒါပေမဲ့တခြားနေရာမှာသူတို့လက်ဆိုးတဲ့နေရာတွေကိုသူတို့မသိတာအဲ့အမျိုးလဲအချက်တစ်ချက်ပေါ့နော်ဆိုတော့အဲ့အချက်တွေကအများကြီးရှိတယ်ခုနပြောသလိုပေါ့ဟိုတကယ်တမ်းဖြစ်နေဒီမှာကျွန်တော်တို့ဒီမှာရေတကြီးလိုွားတာဒီ body bag ပေါ့နော် dead body bag လိုွားတယ်စိတ်ုံတွေမှာလည်းမရှိတော့ဘူးပေါ့အဲ့ဒီအချိန်မှာဆိုအဲ့အဟိုပဲ အဲလူတဲ့လူကတကယ်လူနေတာဟာဆိုပြီးဒါကိုပဲဝိုင်းလူမယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ကထိုင်ဝမ်ကနေဟို200ပေါ့နော်ကျွန်တော်ကိုကူညီပေးတယ်တာကျဲရနေပြီးတော့အဲတာကျဲကကူညီပေးလို့200ရတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ဒါလိုက်ရှာရတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်လက်ထဲတကယ်ရောက်တဲ့အချိန်မှာမလို့တော့ဘူးဆိုတော့တကယ်လူရတဲ့အချိန်ကအဲ့အချိန်ကအဲ့နေ့အတွက်ဖြစ်ကောင်းဖြစ်နေလိုက်မယ်အဲ့ဒါကိုပဲဝိုင်းရှဲကြတယ်ဝိုင်းရှဲကြတယ်ဒါပေမဲ့အဲ့ဒါကအဲ့ post ကပေါက်သွားတာ Facebook မှာပြန့်သွားတဲ့အချိန်9ရက်လောက်ကဖြစ်သွား9ရက်လောက်ကြာမှဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့ အဲ့ဒါကြီးကိုဝိုင်းပြီးတော့ရှယ်အဲ့ဒါကြီးကိုဝိုင်းရှာပြီးအဲ့ဒါကြီးကိုဝိုင်းဝယ်ကြပြီးတော့ဗောနော်အဲလှူတာထက်ဆိုင်ရင်စနစ်တကျလေးဗောနော်တကယ်အခုချိန်မှာလိုအပ်နေသေးတာလားဒီ post ကဘယ်တော့မှ share ရလဲအဲဘာလို့လဲနောက်အောက်က comment တွေဗောနော်ရသွားပြီလားမရဘူးလားဘာဖြစ်သွားလဲဆိုတာလို့တေချာလေးကျွန်တော်တို့ကစစ်စစ်ဖို့လိုတယ်ဗောနော်ဆိုတော့သတင်းအချက်လက်ဆိုတာဒီလူမျိုးတပားပေးနေမှာအရန်ကိုအရေးကြီးပါတယ်ကေစေးရေးနဲ့ပြန်လဲထူတော်ရေးရေးပေးကြတော့သူကကေစေးရေးတစ်ခုပြီးသွားရင်ပြန်လဲထူတော်ရေးဒီငလင်ပေးကြတော့ဈာမတစ်ခုဖြစ်နေတယ်ဗောနော် ကယ်ဆယ်ရေးကပြီးသွားပြီပြန်လဲထူထောင်ရေးဆိုတာကြီးသေးတယ်အကြီးကြီးပေါ့နော်အဲ့ကြားမှာဗာပြဿနာတက်လဲဆိုတော့ပြန်လဲထူထောင်ရေးမတိုင်ခင်မှာဒီလူတွေနေစဉ်စားဖို့နေဖို့ survive ပေါ့နော်ပြန်လဲထူထောင်တဲ့အဆင့်ကကျွန်တော်တို့အများကြီးလိုသေးတယ်ဘာလို့ရေးပြီးကျွန်တော်ကျွန်တော်တို့အိမ်ကိုရေးကြီးသွားတယ်ရေးဟိုဟာဖြစ်သွားရင်တို့နေရာလေးမှာတို့သွားပြီးတော့တန်ရှင်းလုပ်ပြီးတော့ကျွန်တော်တို့သွားပြန်နေလို့ရတယ်ဒီငွေတွေကျတော့ပြိုကျသွားတာပြိုကျသွားတယ်နောက်မပြိုတဲ့အိမ်ကျတော့လည်းတက်နေဖို့မသိတော့အချိန်မေးပြိုနိုင်တဲ့အနေအထားဆိုတော့ တချို့ကျတော့ဒါကြီးကိုပြန်ရှင်းဖို့တောင်မှသူတို့မှအခက်ခဲရှိနေတယ်ပတ်စံမရှိကြဘူးပေါ့နော်ဆိုတော့ဒီလူတွေကအခုမန်းကလေးမှာဆိုရင်မြင်ရပါလိမ့်မယ်ကျုံမေးမှာတန်းစီပြီးတော့တချို့သူဟိုဟိုဟာမှာသူတို့အဲ့ကွင်းပြင်မှာစုပြီးတော့နေရတာတွေနောက်ကန့်နေမှာနေရတာတွေအဲ့ဒါတွေကရွက်ဖြစ်နေနေများတယ်ဆိုတော့မကြခင်ကြံပြွားရရင်ကျွန်တော်တို့တော့မိုးရွာတော့မယ်အခြေအနေပေါ့နော်ဒါမုံတိုင်းရတယ်ကျွန်တော်နိုင်ငံခဏနောက်ဝင်နေကြဆိုတော့ဝင်လာခဲ့ရင်မိုးတွေရွာခဲ့ရင်ဒီလူတွေတက်အခက်ခဲအများကြီးရှိပါတယ်ရွက်ဖြစ်နေနေကျွန်တော်တို့အဆင်မပြေပါဘူးဆိုတော့ တို့အတွက်ကိုဘလို့နေရာထိုင်ခင်းစီစဉ်ပေးကြမလဲဗောနော်မိုးလုံးလေလုံးမှုအတွက်ကိုနောက်ငလှင်လဲလွတ်မဲ့နေရာမျိုးတို့တွေဘလို့မျိုးအဲနေထိုင်စားတောက်ကြမလဲဗောနော်အဲ့ဒါကြီးအများကြီးအဲလိုအပ်ပါတယ်အများကြီးလိုအပ်ပါတယ်ကျွန်တော်ကတော့အများကြီးမတတ်နိုင်ပါဘူးခုနကျွန်တော်အတတ်နိုင်ဆုံးဖြစ်တာခုနသတင်းအချက်အလက်လေးကျွန်တော်ယူပေးတယ်ဗောနော်ဒါကိုစိတ်နဲ့ကိုသွားတာပါကျွန်တော်ကို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 စီဘုန်းနဲ့ကိုကကိုကတော့တဲပြီးကိုသွားတာပါသတင်းအချက်အလက်လေးပေးနိုင်တယ် တကယ်တမ်းတက်နိုင်တဲ့သူတွေဒါကျွန်တော်တကယ်တမ်းပတ်စံအများကြီးရှိမဲ့ဆိုရင်တော့ဒါအများကြီးလှုပ်ပေးခြင်းပါတယ်အများကြီးလှုပ်ပေးခြင်းပါတယ်အာခုနပြောရဲပေါ့နော်ဒီဒေတာမှာငလင်တန်တင့်တဲ့လူလည်းရှိတယ်မတင့်တဲ့လူလည်းရှိတယ်မတင့်တဲ့နေရာမှာတချို့ငိုတွေကမှဆင်းရဲမွဲတွေတွေလို့ကျွန်တော်နိုင်ငံအများကြီးရှိပါတယ်ခုနအဲ့လိုလူတွေကလာလှူတဲ့လူတွေကိုလူနေတာမျိုးတွေကိုကျွန်တော်တို့เนี่ยအဲဘယ်လိုပြောမလဲလမ်းကြောင်းတဲ့ပေးဖို့လိုပါတယ်အဲ့လိုမျိုးအဲ တချို့ဘယ်လိုပြောမလဲအင်ဂျင်ပဲခေါ်မလားပေါ့နော်အဲဒါလမ်းလမ်းမှာအရင်ကနေတဲ့သူတွေခေါ်မလားအဲ့လိုလူတွေကိုလည်းဒီချိန်မှာကျွန်တော်တို့ပတ်စံတာရှိရင်ရောအင်းဆိုပြီးမပေးဘဲနဲ့ဒီလူတွေကိုကျွန်တော်တို့ကနေစားသဘောမျိုးအလုပ်သမားဖြစ် ပတ်စံပေးပြီးတုံးမယ်သူတို့ဒီအဲဝင်ငွေတစ်ခုရမယ်ပြီးတော့ဒီမှာတန်ရှင်းရေးတော့၎င်းဆောက်လုပ်ရေးတော့ပြန်တုံးမယ်နောက်အဲ့နေရာကိုလည်းကိုယ်တိုင်ပေါ့နော်ဒီပတ်စံတွေ manage လုပ်ပြီးတော့အဲဘလိုနေရာတွေမှာဘာတွေပြန်ဆောက်ပြလို့ရမလဲပေါ့နော်။မ мян မ мян နဲ့ပေါ့နော်။တို့ဟိုအန်နီယာကင်းကင်းနဲ့နေလို့ရမျိုး။ အဲသူတို့ဒီကိုလည်းကျွန်တော်တို့ကတက်အားတမြင်ပြီးတော့တတ်နိုင်မြ။တကယ်ဒုက္ခရောက်တဲ့နေရာတွေမှာအသုံးချဖို့လိုပါတယ်။ဒါမှသာလင်တချို့တွေကြတော့လေအဲခလေးတွေပါတယ်ဗောနော်။ခလေးတွေစိတ်ထဲမှာဘေးရနေတခုခုဖြစ်ပြီးဆိုရင်ငါတို့လာလှူကြမှာပဲဆိုရယ်စိတ်ကြီးကွင်သွားမှာအရန်ကြောက်ပါတယ်ဗောနော်ကျွန်တော်။အဲအဲ့လိုစိတ်ကြီးမဝင်စေချင်ပါဘူးဗောနော်။ဆိုတော့သူတို့တွေကိုလည်းတတ်နိုင်မြ။အဲဒါလောက်ကြရအောင်ဒါတော့ငါတို့လုံးမှာဖြစ်မယ်ဆိုရယ်စိတ်လေးလေးသူတို့ကိုရှိစေချင်ပါတယ်။အဓိကတော့ management ပေါ့နော်လှူတဲ့နေရာမှာ management ကလည်းအရန်ရည်ကြီးပါတယ်။ ကျွန်တော်ဒါတကယ်အဲလူမိမယ်ဆိုရင်လည်းပတ်သက်ရှိမယ်ပတ်သက်အများကြီးချမ်းသာလူပြစ်မယ်ဆိုလည်း management ကောင်းကောင်းလေးနဲ့ကျွန်တော်လူကျင်ပါတယ်ဒီလူမှလည်းအခုက management မကောင်းတာတွေအများကြီးတွေ့နေရတာပေါ့နော်ဆိုတော့အဲ့ဒါကအဲလူရဲ့စိတ်ကိုလည်းပျက်စီးစေပါတယ်အဲပြီးတော့အဲအကျိုးရှိမှုညော်နေစေပါတယ်ပေါ့အကျိုးရှိရှိလေးနဲ့ management ကောင်းကောင်းလေးနဲ့လူနိုင်တော့ပို့ပြီးတော့ကောင်းပါတယ်တကယ်တမ်းဖြစ်တဲ့သူတွေကိုတွေးကြည့်လို့တော့မရဘူးပေါ့နော် အကျွန်တော်တို့ကလွယ်လွယ်လေးစာနာပါတယ်လို့ပြောလိုက်လို့မသိဘူးဗောနော်အာကျွန်တော်ဆိုရင်မနေ့ကတနေ့ကမနေ့ကတနေ့ကဗောနော်တနေ့ကပြင်ရောက်တယ်တနေ့ကညပြင်ရောက်တယ်ရောက်တဲ့အချိန်မှာကျွန်တော်အိမ်မှာအိမ်နေနဲ့ကျွန်တော်ထထထပြီးတော့လန့်လန့်လန့်ပြီးတော့အငလင်းငလင်းဆိုပြီးထထရောင်တဲ့အထင်ဗောနော်အဲ့ဒါကြီးကကျွန်တော်တို့ရန်ကုန်မှာနည်းနည်းလေးကြုံတဲ့လူတောင်အဲ့လောက်ကြီးဖြစ်တယ်တကယ်ကြုံတဲ့လူတွေစိတ်ထဲမှာဘယ်လောက်ကြီးခံရမလဲဆိုတာပြောမပြတတ်အောင်ဗောနော်အာ ဒါပေမဲ့လည်းကျွန်တော်တို့နိုင်ငံကစီးလုံးပါတယ်ကျွန်တော်တို့နိုင်ငံကအဲတခုဆိုဝိုင်းကူရဲတွေများပါတယ်အဒါအကျိုးရှိစေချင်ပါတယ်ကျွန်တော်တို့အဲနိုင်ငံကြီးကအဖက်ဖက်ကလည်းတော်တော်လေးဒဏ်ခံနေရပြီဗောနော်စစ်စစ်လုံးနဲ့ကျွန်တော်တို့တက်နိုင်မြပြန်ထဖို့တော့အဲထဖို့တော့အချိန်တစ်ခုရောက်လာမှာပါကျွန်တော်တို့လည်းအဲပြန်ထနိုင်မယ်လို့ယုံကြည်ပါတယ် မန်နေဂျာတော့ဒါကတကယ်ဟိုပေးသက်တွေကအဲဒါသူတို့ဆယ်လီတွေကိုပြောစီချင်ပါပါကျွန်တော်ပြောတာလည်းစာရင်လေဒါမဲ့လည်းဆယ်လီတွေတော်တော်များများလဲကျွန်တော်လည်းခင်ပါတယ်သူတို့ကိုယ်တိုင်ဟိုကလည်းအဲတနေ့တထောင်တနေရတယ်သူတို့ပါဝင်နေကြပါတယ်အမ်ပြောရတော့အားလုံးကကို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 ပြန်ပြီးတော့ခွန်အားပေးတာအကောင်းဆုံးခွန်အားပေးနေပါပဲသူတခြားလူတယောက်ကလာပေးတာလည်းစာရင် လူတိုင်းကကိုကိုကိုခွန်အားပေးတာအကောင်းဆုံးပါပဲဘောနော်ကိုကိုကိုပဲပြန်ပြီးတော့ခွန်အားပေးကြပါအာကိုတိုင်းပြန်ပြီးတော့ခြားနိုင်ပါပါအာကျွန်တော်တို့လည်းတတ်နိုင်တယ်များဘောနော်ကျွန်တော်တို့ကိုစားညာစားရှိသလောက်တော့ကျွန်တော်တို့ဝိုင်းမင်းပြီးတော့အာကူညီနေပါတယ်ဆက်ပြီးတော့ကူညီဖို့လည်းအသင့်ပါကျွန်တော်တို့အာကျွန်တော်အရင်ကြီးတော့မပြောတတ်ဘူးဘောနော်ဒါတကယ်တမ်းကိုကြုံရတာမို့တော့ဟို အားပေးပါရဆိုစကားရေးတစ်ခွန်းတော့ကသူတို့တက်ဟိုအရင်ကြီးဟိုဖြစ်သွားမှာဆိုတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဟုတ်ဟာဒီပေါ့နော်သူတို့တစေကရတဲ့အမျက်စွန်းအားလုံးဒီပါကိုအားလုံးဒီပါမို့အားလုံးပေါ့နော်တရားရကန်တော့အတိကိုသူတို့ပြန်လှူမယ်လို့ကြားပါရတယ်အဲဒီငလင်ဒေတာငလင်ဖြစ်တဲ့ပေါ့နော်သူတွေအတွက်ကိုပြည်သူတွေအတွက်ကိုဒါကျွန်တော်နေနဲ့ဒါဟိုအရန်ကိုအာကြိုးဆိုပါရတယ်အဲမဟုတ်လဲပေါ့နော်ဒီဒီကကပြတ်တာဖို့ဆိုတာကျွန်တော်တို့က ရေရှိ plan နဲ့ချရတာเนาะ season ဆွဲထားတာဒီကားကအဲပြမယ်ဆိုတာလွန်ခဲ့တဲ့အဲ6လလောက်တည်းကစင်းရထွက်ထားပြီးသားပေါ့เนาะပြအောင်ဘလိုပဲဖြစ်ပြအောင်မှာဖြစ်တဲ့အတွက်ခုနကဒါကတရားရံလုံးပြန်လှူမယ်ဆိုတာဒီထုတ်လုပ်သူတွေမှာလည်းအဲပြောရင်တို့လည်းကျေးဇူးတင်ပါတယ်အခုယုံတင်ပြတတ်ပြီဆိုလို့ရှိရင်ကိုတို့ကပတ်စံထက်ကုန်ပါပါပြတတ်စေးဆိုတာရှိပါတယ်အဲ့ဒါအနည်းဆုံးပြတတ်စေးနဲ့ဒီကြော်ညာခိုင်နဲ့လည်းအနည်းဆုံး300 300ကျားမှာရှိပါတယ်အဲ့ဒါကတို့ ကိုယ်တိုင်စိုက်ထုတ်မယ်အဲ့ဒါကိုပြန်မယူဘူးအဲ့ဒါလည်းထပ်ပြီးတော့သူတို့စိုက်ထုတ်အောင်မယ်ပြီးတော့ရလာတဲ့အမျက်ငွေအားလုံးကိုလည်းသူတို့လှူပေးမယ်ဆိုတော့ဒီကားရဲ့ထုတ်လုပ်သူတွေရောဖန်တီးသူတွေအားလုံးကိုလည်းတကယ်ရင်ထဲကကျေးဇူးတင်ပါတယ်